လပတောင်းပဋိပက္ခနဲ့ပတ်သက်ပြီးတရုတ်တန်ရုံရှေ့မှာဆန္ဒပြခဲ့တဲ့အတွက်ပုံမှန်သုံးခုနဲ့တရားစွဲဆိုခံရသူ6ဦးကိုမလ16ရက်နေ့ကဒဂုံမြို့နယ်တရားရုံးမှာရုတ်ထုတ်စစ်ဆေးခဲ့ပြီးကိုနေမျိုးစင်ရဲ့ဆေးဆစ်ချက်တွေကိုကြီးမြင့်နာအယိုးအထုကုစေယုံကဆရာဝန်ကလာရောက်ထွက်ဆိုခဲ့ပါတယ်။အခုယုံကျိန်းဟာဆန္ဒပြခေါင်းဆောင်6ဦးကိုစေချိန်မြောက်ရုတ်ထုတ်စစ်ဆေးတာဖြစ်ပြီးရုံးခေါ်တဲ့တဲ့အဖြစ်ကြီးမြင့်နာအယိုးအထုကုစေယုံကဒေါက်တာတန့်စေနိုင်ကလာရောက်ထွက်ဆိုခဲ့ပါတယ်။ ထပ်ဆိုရမှာကိုနေမျိုးစင်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်စစ်ချက်တွေအရာကိုနေမျိုးစင်ဟာလမ်းမလျှောက်နိုင်လောက်တဲ့အရေးပေါ်စိတ်ကူးသားမှုခံယူရမယ့်အခြေအနေမဟုတ်ကြောင်းလာရောက်ထပ်ဆိုခဲ့ပါတယ်။အခုအယုဒ္ဓကစေဝံဆရာဝန်ကြီးဒေါက်တာတန်းစင်နိုင်ကိုစစ်ဆေးတယ်ပေါ့နော်အင်္ဂလန်ပြန်ဆရာဝန်ကြီးကိုစစ်ဆေးတယ်။စစ်ဆေးတဲ့အခါကျတော့ဆရာဝန်ကြီးရဲ့ပထမပိုင်းထွက်စုချက်တွေမှာတော့ဒီခါနာမှုနဲ့ဆက်နွယ်နေတဲ့ခါတခြားတခြား ယောဂလက္ခဏာလည်းရှိနိုင်တယ်ကြောက်ကတ်တို့ဥတို့ပန်ကရီယက်ဆိုရလည်းဖြစ်နိုင်တယ်နောက်ခါနဲ့ပေါင်ကြောပြီးဆက်နေတယ်ဆိုတော့သူလက်ခံတယ်အဲ့တော့ပေါင်ကိုဓမ္မရက်ခဲ့လားဆိုတော့ပေါင်တော့ဓမ္မမရက်ခဲ့ဘူးလေတပေါင်ကိုဓမ္မမရက်ခဲ့တဲ့အတွက်ဒါပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုမဟုတ်ဘူးနောက်နောက်တစ်ချက်ကဒီအနေပတ်သက်လို့သူကဒီအတိအကျကိုဘာမှပြောနိုင်ဘူးအဲ့ဒါပါတိကျသူဘာမှပြောနိုင်မှာမဟုတ်ဓမ္မ ဥရိယာရှိကမေးတဲ့ခါကျတော့ तू ကလမ်းတော့ရှောက်နိုင်ပါတယ်ဘာညာဒါကတော့ तू ပြောသွားတာစိစမတ်ချက်မှာဘာမှမပါဘူးအခုကျွန်တော်ဒီရဲချုပ်ကားပေါ်မှာပေါ့နော်အက်ဆစ်ဒန့်ပေါ်ကားပရိတ်အောက်တဲ့ချိန်မှာအဲပြူလဲပြီးတော့ဖြစ်သွားတဲ့အရင်ကညက်တဲ့ရောင်နဲ့အဲဝိရဏအုတ်တလခွဲကျော်ပြီတလနဲ့6ရက်ရှိပြီအဲကျွန်တော်ကောင်းကောင်းမထနိုင်သေးဘူးပေါ့ထားထိုင်မယ်ဆိုတော့အဲ3-5မိနစ်တော့ကျွန်တော်ထိုင်နိုင်တယ်ထိုင်တာနဲ့အဲကြောင်ကြောတွေကအဲပေါ့စစ်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 နဲ့ အဲကြိုက်လိုက်ပြီးတော့ကျွန်တော်ပြန်လဲရတာပေါ့လဲရတော့ခြေထောက်ကတော့တော်တော်တိမ်နေပြီလမ်းမချောင်းနိုင်လာကြပြီဆိုတော့ဒါပေမဲ့အရင်တော့အခုတိတ်မဆိုးတော့ဘူးနည်းနည်းလေးထထိုင်နေလာတယ်အဲဒါပေမဲ့ခဏပဲထိုင်နေတယ်ဒါအခုလေအခုလေခါယူရရပေါ့ကြိုက်တဲ့ကိုရီနာခန်းသားနေရတော့မယ်ဒါပေမဲ့ဆရာဝန်တွေပြတော့ရန်ကုန်ဆေးရုံကြီးမှာ MRI သွားရိုက်တော့ MRI ဌာနကပါတကူဒေါက်တာဆရာဝန်မကြီးက MRI result တွေကိုကြင်ပြီးတော့ကျွန်တော်ဘယ်သူကဘယ်တော့ရိုက်တာလဲဒီထိကြိုက်ဒဏ်ရာဘယ်တော့ရတာလဲတဲ့ ဘာလို့ဆိုတော့အယူနှစ်စစ်ကတော်တော်လေးဆိုးဆိုးဝါးဖြစ်နေတယ်ဆိုးဆိုးဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့ဒီဒီအောင်ကြောတွေဖြည့်စည်းမှုဖြစ်မယ်ဒါပေမဲ့ဖြစ်မနေခွဲစိတ်ကုသဖို့လိုမယ်လို့သူထင်နေဆိုကျွန်တော်သူပစက်နဲ့ကိုယ်တိုင်ပြောတာကျွန်တော်မျိုးသမီးလည်းရှိကျန်တဲ့ဖွဲ့လည်းရှိဒါပေမဲ့ကြီးမြတ်တဲ့အယူဆေးုံရောက်လဲရောက်တော့ဒီပါရဂူဒေါက်တာတန်းစင်နိုင်နဲ့ရောက်လဲရောက်ကြတော့ဘာမှမဖြစ်ဘူးလို့သူကပြောတယ်အဲ့တော့ကျွန်တော်အကြိုက်ခဲပြောက်ဈေးကြီးပဲနင်းငယ်ခွာပြတာဈေးအလုံး300ကျော်400လောက်ကျွန်တော်ရရပြဒီတလခွဲတော်တဲ့မှာပေါ့နော်300လောက်ရကျွန်တော် ်ဆေးအလုံး100လောက်ကျွန်တော်တောက်ပြီးတဲ့နောက်ပိုင်းကျတော့ဒီအစာရင်လည်းထိလာတယ်ကြောက်ကက်လည်းတော်တော်လေးထိလာတယ်ထင်တယ်စီးသွားရင်ကျွန်တော်အနီးကြီးတွေသွားပြီးတော့မခံနိုင်ဘူးတော်တော်မခံနိုင်ဘူးအဲ့ဒါနဲ့ဆေးမတောက်တာကို၄ရက်ရှိပြီကျွန်တော်မတောက်တာအဲ့ကျတော့ကြောက်ကက်နေတက်တာွားတယ်စီးပုံမှန်သွားသွားတယ်ဒါခါဝေဒနာကတော့မထနိုင်သေးဘူးဒါကြမ်းမိုင်နောက်ဆုံးဖြစ်တဲ့အခြေအနေဒါပေမဲ့တရားရုံးမှာအခုဆရာဝန်လာထွက်ဆိုတော့ဘာမှမဖြစ်ဘူးလို့ပြောတယ်တရားရုံးပေါ်ကြီးအောက်လေဆင်းလာတော့ကျွန်တော်ကဆရာရဲ့ ဆရာကျွန်တော်ယောဂဘာမှမရှိဘူးလို့ဆရာထွက်ခဲ့တယ်ဆိုတော့မကူပါနဲ့မကူပါနဲ့ခင်ဗျာယောဂပြောက်အောင်ကျွန်တော်ကုပေးပါမယ်ဆိုပြီးတော့တရင်တော့မေးတာတော့မဖြစ်ဘူးထွက်ထွက်သွားတယ်ထွက်ပြေးသွားတယ်အခုတရားဆွဲဆိုခံထားရသူတွေဟာညရာရော်ကြေးရယူထားခြင်းမရှိတဲ့လက်ဘရောင်းတောင်စီမံကိန်းမြေဧရိယာအတွင်းမှာတရုတ်ဝန်ပေါင်းကုမ္ပဏီကခြံစည်ရိုးခတ်မှုကိုရွာသားတွေကတားဆီးရကနေပဋိပက္ခဖြစ်ပွားမှုကိုကန့်ကွက်ကြောင်းပြီးခဲ့တဲ့ဒီဇင်ဘာလကဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်အခုလိုဆန္ဒပြရမှာခွင့်ပြုချက်မဲ့ဆန္ဒပြခဲ့တာဖြစ်ပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကိုဝေတရားနှောက်ရှက်တာဆဲဆူကျိမ်းမောင်းတာအပါအဝင်နိုင်ငံတော်အကြီးအကျယ်ပြက်စီအောင် ပြုလုပ်ခဲ့တယ်လို့ဆိုပြီးပုံမှန်6ခုနဲ့တရားဆွဲဆိုခဲ့တာဖြစ်ခါမလဆယ်ရဲ့နေရုံချိန်မှာတော့နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ခါခွေ ပုံမှန်140ခွန်ပုံမှန်353တို့နဲ့ဆွဲချက်တင်အမိန့်ချမှတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုတရားဆွဲဆိုခံထားရသူတွေကဒေါ်နော်အုံလနဲ့ကိုတင်ထုတ်ပိုင်တို့ဟာ ပြီးခဲ့တဲ့2013ခုနှစ်တုန်းကလေဗရန်တောင်ကိစ္စနဲ့ပတ်သက်ပြီးတရုတ်တန်ရုပ်ရှင်မှာတရုတ်နိုင်ငံအလံကိုမီးရှို့ဆန္ဒပြခဲ့တာကြောင့်ပုံမှန်905ခါနဲ့ဒဂုံမြို့နယ်တရားရုံးမှာတရားစွဲဆိုခံထားရတာဖြစ်တယ်လို့သိရပါဗျ။